င်လေရောက်မှမျက်စိကြည့်ကြည့်တွားရှိရှိတဲ့မိစ္ဆာတကောင်တို့တရဝါရှိပါတယ်အဆိုပါတရဝါကိုတော့အမောင်လဲကမဲလိုက်တမပင်လေရင်တဲ့ပိုင်းကကြောက်စရာမျက်နှာနဲ့တရဝါဘိုင်ပါဖိလို့လူတီများကြပါတယ်သူတို့ကအတ္တလန်တိတ်ပစိဖိတ်နဲ့အိန္ဒိယသမုဒ္ဒရာတွေရဲ့နတ်ရှိုင်းတဲ့နေရာမှာနေထိုင်ကြတာဖြစ်ပါလေဟုတ်ကဲ့ပါဒီကနေ့မှာတော့ပင်လေရင်တဲ့ပိုင်းကထိုးစံပြီးကြောက်စရာကောင်းတဲ့ဘိုင်ပါဖိအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဘိုင်ဘာဖေးဟာရင်းနယ်ပိုင်းမှာရှိတဲ့ငားတွေထဲမှာပုံမှန်စံအစားဆုံးငားတစ်ကောင်ဖြစ်ပါတယ်။သူတို့ကသမုတ်တရရဲ့အပူပိုင်းဒေသမှာတွေ့ရပါတယ်။ရင်းနယ်ပိုင်းမှာနေထိုင်ကြသူတွေဖြစ်တာကြောင့်လင်းရောင်ထုတ်တဲ့ကိုယ်ငင်ကလေးလည်းရှိပါတယ်။အဆိုပါလင်းကသူတို့သားကောင်တွေကိုဆွဲဆောင်တဲ့နေရာမှာသုံးဝင်ပါတယ်။ဘိုင်ဘာဖေးမျိုးစိတ်အားလုံးဟာသိငဲ့ကြပြီးအကြီးဆုံးမျိုးစိတ်ဖြစ်တဲ့ပစိဖိတ်ဘိုင်ဘာဖေးတောင်မှအရှိ30စင်တီမီတာသာရှိပါတယ်။ဒါပေမဲ့ယခုချိန်ထိလူသားတွေနဲ့ဘိုင်ဘာဖေးကိုမျက်ဝါးထည်ထည်မမြင်မှုကြတာများပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့နေထိုင်တဲ့နေရာဟာပင်လယ်သမုဒ္ဒရာရဲ့ရင်းနယ်ပိုင်းမှာဖြစ်တာကြောင့်ရေလူဖီအားနဲ့နေပညာလိုအပ်ချက်တွေကြောင့်ဖြစ်ပါတယ် ဘိုင်ဘာဖိတွေရဲ့မဲလိုက်ပုံကတော့ရေထဲမှာလှုပ်ရှားမှုမရှိပဲရက်တန်နေပြီးသူတို့ရဲ့သားကောင်တွေကိုခန္ဓာကိုယ်ကလင်းအောင်နဲ့ဆွဲဆောင်လေးရှိပါတယ်။အစာတို့လာဖို့ကြီးမားတဲ့အစာရည်တွေလည်းပါပါတယ်။များသောအားဖြင့်ဘိုင်ဘာဖိတွေဟာခရုကမာနဲ့ငားငယ်လေးတွေကိုစားသုံးလေးရှိပါတယ်။ဘိုင်ဘာဖိတွေဟာရက်ဆက်ကြမ်းကြုတ်တဲ့သားရည်တွေဖြစ်တယ်လို့သူတို့ရဲ့ငွေပြောင်ပြောင်ဖြစ်နေတဲ့ခန္ဓာကိုယ်ကလည်းပင်လယ်ရေနဲ့ပိုင်းမှာချုံခုံတိုက်ခိုက်ဖို့အသင့်တော်ဆုံးဖြစ်နေတာပါ။ဘိုင်ဘာဖိတွေဟာပင်လယ်ရေအောက်မီတာ800ကနေမီတာ1500အထိနေနိုင်ကြပါတယ်။ တခါတလေမှအစာစားဖို့မီတာ6အောင်မှလည်းရခရခတက်လာကြပါတယ်။ဒီငားရဲ့ကြောက်စရာကောင်းပုံမှန်စံတန်ကတော့ရှေလျားတဲ့သွားတွေပဲဖြစ်ပြီးအဲ့ဒီသွားတွေကသူတို့ရဲ့ဗဇက်နဲ့မလိုက်အောင်ချိုးစားမကြီးများပဲကြီးမားကြသလိုသွားတချို့ဟာလည်းဥကောင်းကိုကြော်လို့ပြီးအပေါ်ကော့တန်နေတာကြောင့်မိစ္ဆာငားအသွင်စံတန်ဖြစ်နေတာပါ။ဒါမှမဟုတ်နတ်ဆိုင်နဲ့ပင်လေပင်ဟာကြောက်စရာကောင်းတဲ့သရဝါတွေနဲ့ပြင်းထန်နေတာကြောင့်ဘိုင်ဘာဖိတ်လိုရက်ဆက်တဲ့သားရဲကြီးလိုကောင်းမျိုးတွေတောင်မှထပ်မံမဲလိုက်တဲ့သရဝါတွေရှိနေပါသေးတယ်။ဘိုင်ဘာဖိတ်တွေဟာငမန်းနေတဲ့ဒိုဖင်မျိုးစိတ်တွေအစာဖြစ်ပါတယ်။ရင်းနှီးပိုင်းကိုလေးလာဖို့နေပညာလိုအပ်ချက်တွေရှိနေသေးတာကြောင့် အခုချိန်ထိတော့ဘိုင်ဘာဖိတ်နဲ့ပတ်သက်ပြီးအများကြီးမသိရသေးပါဘူးသုတ်တဲ့သူတွေကတော့ဘိုင်ဘာဖိတ်တကောင်ရဲ့တက်တန်းဟာ15နှစ်ကနေ230ကျားတိရှိမယ်လို့ခန့်မှန်းထားကြပါတယ်ဒီကနေ့ရဲ့ဘိုင်ဘာဖိတ်အကြောင်းတင်ဆက်မှုလေးကတော့ဒီလောက်ပါပဲအခုလို့ထူးဆန်းတဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားတယ်ဆိုရင် channel လေးကို subscribe လုပ်ခဲ့ကြဖို့မမေ့ကြပါနဲ့ဦး